ြောင့်၅ပါးသီလနဲ့ပြည့်စုံအောင်နေလိုက်ချင်းဒီပင်လဲတတ္တလောကကြီးတစ်ခုလုံးကိုဘေးကင်းခြင်းဆိုတဲ့အလှကိုလှရာရောက်တယ်လို့ဆိုလိုတာဟုတ်လားဒါကြောင့်မြတ်စွာဘုရား၅ပါးသီလကို မဟာဒါနဆိုပြီးတော့ဟောတာမဟာဆိုတာကြီးကျယ်သောဒါနဆိုတာ အလှပေါ့နော် အလွန်ကြီးကျယ်တဲ့အလှမျက်စိနဲ့မြင်ရတဲ့ပဂရိယဝတ္ထုတွေကိုနော်စားစရာတွေဝတ်စရာတွေဆေးဝါးတွေနေစရာတွေနော်ဒါတွေကိုလှတာထက် ကိုကိုကိုသူတော်ဘာကိုထိခိုက်သွားစီမဲ့အလုပ်တွေကိုမလုပ်မိအောင်မပြောမိအောင်စောင့်စည်းထိမ့်သိမ့်လိုက်နိုင်ခြင်းကအဲ့ဒါတည်းထက်ပိုပြီးတော့တန်ဖိုးရှိတဲ့အရာကိုပေးလှူရောက်တယ်။ဒါကြောင့်မြတ်စွာဘုရားမဟာဒါနဘလို့အရာကိုပေးလှူရောက်လို့တုံးဆိုတော့ဘေးကင်းမှုကိုပေးလှူရောက်လို့တဲ့။ကိုဆောက်တည်ထားတဲ့တီလာလေးရဲ့တန်ဖိုးကိုနဲ့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 ဆင်ခြင်မိအောင်လို့ဘုံဘုံကဒါလေးကိုပြောပြတယ်။နော်။ငါဒီလိုတွေမလွန်ကျူးသမျှကလပ်ပတ်လုံး ဒီပညာတွေငါမလှူကျင်တာနေနေရနေနေချင်းနေမယ်ဒါပေမဲ့အဲ့ဓာတွေတဲ့ပို့ပြီးတော့တန်ဖိုးရှိတဲ့เนาะအလှူကိုငါလှူးနေတာလို့နားလေရမယ်